ဆာလာကအကောင်းဆုံးစုတွေကိုလက်လွတ်သွားရနိုင်တယ်လို့သတိပေးလိုက်တဲ့ဂျွန်ပန်မိုဟာမက်ဆာလာဟာမကြာသေးခင်ကာလမှာဆွမ်းဆောင်ရည်တိတိတတ်တာကြာဆင်းလာတဲ့ကြောင့်ဒီနေ့တာအကောင်းဆုံးကစားသမားစုတွေကိုလက်လွတ်ရနိုင်ပွဲရှိနေတယ်လို့ကစားသမားဟောင်းကြီးဂျွန်ပန်ကသတိပေးစကားပြောဆိုလိုက်ပါတယ်ဆာလာဟာပရီးမီယာလိသမိုင်းမှာမှတ်တမ်းတင်ထားတဲ့အကောင်းဆုံးတဦးချင်းဆွမ်းဆောင်ရည်တွေတကတစ်ခုကိုဒီအားဒီမှာပြသလို့နေပြီးဂိုး၄၄ဂိုးအထိတိုက်ရိုက်ပါဝင်ပတ်သက်ထားသလိုဒါဟာအာလီဟာလဲ2020-2023နဲ့ဟင်နိုရီ2023လို့ပူးတဲ့ပိုင်ဆိုင်ထားတဲ့စံချိန်ကိုတူညီအောင်ဆွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ဆာလာက လီဗာပူးကသားသမားဘောအပ်အတွက်ဒုတိယမြောက်ပရီးမီးယားလိဖလာဂျီကိုစုခူးနိုင်ဖို့လဲအချိန်နှီးကောင်းလွန်နေပြီးသူ့ရဲ့ဆွမ်းဆောင်ရည်တွေကြောင့်တနစ်တာအကောင်းဆုံးကသားသမားဆုတို့ချို့ကိုပါပိုင်ဆိုင်ရဖို့လားလာကောင်းနေပြန်ပါတယ်။ဒါပေမဲ့လီဗာပူးကသားသမားဟောင်းကြီးဂျွန်ဘန်းကတော့ဆာလာအနေနဲ့တနစ်တာအကောင်းဆုံးကသားသမားဆုတွေကိုတေချာပေါက်ရမယ်လို့အာမခံလို့မရဘူးလို့ပြောခဲ့ပါတယ်။အခုကနေယာဒီကုန်းထိဘာလို့ဖြစ်မလဲဆိုတာပေါ်မှာမူတည်ပါတယ်။မလကနေမေလာထိဆွမ်းဆောင်ရည်ကောင်းခဲ့လို့တနစ်တာအကောင်းဆုံးကသားသမားဆုရတဲ့သူတွေကိုကျွန်တော်သိပါတယ်။အဲ့ဒီအချိန်တိုင်းငယ်မှာမကောင်းတဲ့ရင်တောင်နောက်ဆုံးလှုပ်ရှားမှုတွေကိုပဲလူတွေကမှတ်မိကြတာပါ။ ဓာတိဆုံးတဲ့ခါဘယ်သူကောင်းနေလဲဘယ်သူထင်ရှားနေလဲဆိုတာကိုကြည့်ကြတာပါဇန်နဝါရီထိရန်ကောင်းခဲ့ပေမဲ့မတ်လကနေမေလအထိမကောင်းခဲ့ရင်ဒါကိုထက်မတွက်တော့ပါဘူးအဲ့ဒါကြောင့်အခုကနေရာသီဆုံးအထိဘာဖြစ်မလဲဆိုတာပေါ်မှာမူတည်ပါတယ်ဒီဘဘူးကကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ပွဲသုံးပွဲမှာစာလာတိတ်မထင်ရှားခဲ့ပါဘူးဒီလိုဆက်ဖြစ်နေရင်သူစုမရတော့တာလည်းဖြစ်နိုင်ပါတယ်ဒီဘဘူးကသားသမားတွေကိုမဟုတ်ပဲစုရနိုင်သူတွေကိုရှာဖို့ခက်ခဲပါတယ်ဘာလို့ဆိုသူတို့ကလိမအကောင်းဆုံးနဲ့အတင်းငယ်ဆုံးဖြစ်နေလို့ပါစာလာကကျွန်တော်ကိုတခြားသူတွေထက်ပိုပြီးထင်ကြီးစေရမှာဖြစ်ခဲ့ပါဘူးပြောဆိုခဲ့ပါတယ် Okay, I'm not going to